ဗာရီယိုလာရောမမကြံနေတဲ့ဒုတ်ထိုးအိုးပဝေဖန်တတ်တဲ့နက်ဖျားကြီးဇလာတန်ယူနိုက်တက်ကိုတော့ဒီလိုသဘောထားခဲ့ပါတယ်။ပရိသတ်များလုံးမင်္ဂလာပါ။မန်ချက်စတာဖူဘောဆောင်ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်။ဇလာတန်အီဘရာဟီမိုဗစ်ကဘောလုံးလောကရဲ့ထူးခြားတဲ့ကစားသမားတူဖြစ်ပြီးတော့သူ့ရဲ့ပြတ်သားတဲ့စကားပြောဟန်နဲ့ခိုင်မာတဲ့ကိုယ်ရည်ကိုယ်သွေးရဲ့အကြောင်းလို့လူသိများပါတယ်။သူကအင်တာဗျူးတွေမှာစိတ်ထဲမကြည်မကြည်တယ်လို့ပဲဒုတ်ထိုးအိုးပဝေဖန်တတ်သူဖြစ်ပြီးတော့ကစားသမားတွေနီးပြားတွေနဲ့အသိတွေကိုယူသားစွာဝေဖန်တတ်တဲ့သူ့ရဲ့ဇီဟိုက်က ဘောလုံးပရိသတ်တွေကိုအမြဲတမ်းစိတ်ဝင်စားစရာဖြစ်စေပါရည်။အဒါပေမဲ့ Manchester United ပေါ်မှာ Rosalatan ကလေးစားမှုအပြည့်နဲ့အကောင်းမြင်စကားတွေပြောဆိုခဲ့တာဟာထူးခြားတဲ့ဖြစ်ရပ်တစ်ခုပါ။သူကကျွန်တော် United ကိုဘာလို့ရွေးချယ်ခဲ့လဲဆိုတော့ United နဲ့အတူတူတောက်ပခြင်းလို့ပါ။ဒီတင်းကကျွန်တော်နဲ့ကွက်တီဖြစ်မယ်လို့လည်းထင်ခဲ့လို့ဘောလို့ပြောခဲ့ပြီးတော့ United သမိုင်းကြောင်းနဲ့ပရိသတ်တွေရဲ့လွှမ်းမှုမှုအမခန်းလို့တင်စားလာခဲ့ပါရည်။ ဇလာတန်အီဘရိုင်မိုဗစ်က2016ခုနှစ်မှာမန်ချက်စတာယူနိုက်တက်ကိုပြောင်းရွှေ့လာခဲ့ပြီးတော့နီးပြမော်ရီညိုလက်ထက်မှာကစားခဲ့ပါရီ။အဲဒီအချိန်မှာသူ့ရဲ့တက်က35နှစ်ရှိနေပြီဖြစ်ပြီးတော့အသက်အရွယ်ကြီးရင်းတဲ့ကစားသမားတဦးအနေနဲ့အင်္ဂလိပ်ပရီးမီးယားလီးဂ်ရဲ့ပြင်းထန်တဲ့ပြိုင်ဆိုင်မှုကိုရင်ဆိုင်ဖို့အတွက်စိန်ခေါ်မှုတွေရှိခဲ့ပါရီ။ဒါပေမဲ့ဇလာတန်ကသူ့ရဲ့အရေးချင်းတဲ့စိတ်ဓာတ်ကိုတက်တည်ပြခဲ့ပြီး2016-2019ရာသီမှာ United တို့က28ကိုသွေးယူပေးနိုင်ခဲ့ပါရီ။ သူကယူရိုပါလိဖလားနဲ့ EFL ဖလားတို့ကိုယူနိုက်တက်အတွက်ရယူပေးရမှာအဓိကအခန်းကဏ္ဍနေပြီးပါဝင်ခဲ့ပါရီဇလာတန်ရဲ့ယူနိုက်တက်ပေါ်မှာလေးစားမှုဟာသူ့ရဲ့စကားတွေထဲမှာထင်ရှားပါရီသူကယူနိုက်တက်ဟာကမ္ဘာအကောင်ဆုံးမဟုတ်ရင်တောင်ကမ္ဘာအကောင်ဆုံးအသင်းတွေကတသိန်းမှလို့ပြောခဲ့ပြီးတော့အထူးသဖြင့်ဆိုင်လာဖာဂူဇန်လက်ထက်ကယူနိုက်တက်ရဲ့အောင်မြင်မှုတွေနဲ့ကမ္ဘာတဝန်းကပြည်သက်တည်းရဲ့လွှမ်းမိုးနိုင်မှုကိုအမကန်းလို့တင်စားခဲ့ပါရီဒါဟာဇလာတန်ရဲ့ပုံမှန်ဝေဖန်တတ်တဲ့ဇယိုက်နဲ့ရှင်တော့ထူးခြားတဲ့အကောင်မြင်မှုတစ်ခုဖြစ်ပြီး ယူနိုက်တက်ရဲ့တမိုင်းကြောင်းယဉ်ကျေးမှုနဲ့ပြည်သက်တရားအားပေးမှုကိုသူကတန်ဖိုးထားကြောင်းပြသနေပါသည်။မန်ချက်စတာယူနိုက်တက်အသင်းကဘောလုံးလောကရဲ့အကြီးအကျယ်ဆုံးအသင်းတွေကတစ်သင်းဖြစ်ပြီးတော့ဆိုင်လာဖာဂူဇန်လက်ထက်မှာအင်္ဂလိပ်ပရီးမီးယားလိဖလား73ချိန်၊ချန်ပီယံလိဖလား2ချိန်ပါဝင်ဖလားပေါင်းများစွာရယူခဲ့ပါသည်။ဇလာတန်ကသူ့ရဲ့ငွေဘွားမှာယူနိုက်တက်ရဲ့ပွဲစဉ်တွေကိုကြီးရှုခဲ့ပြီးတော့အထူးသဖြင့်1996ခုနှစ်ချန်ပီယံလိဘောလူပွဲမှာ ။ဘိုင်ယန်မြူးနစ်ကိုအနိုင်ရခဲ့တဲ့သမိုင်းဝင်ပွဲစဉ်လိုမျိုးအခိုက်အတန့်တွေကိုသတိရနေခဲ့ပါတယ်။ဒီလိုသမိုင်းကြောင်းနဲ့အောင်မြင်မှုတွေကဇလာတန်ရဲ့ယူနိုက်တက်ပေါ်မှာလေးစားမှုဖြစ်ပေါ်စေခဲ့ပါတယ်။ဇလာတန်ကကဘာတဝမ်းကပရိသတ်တွေနဲ့သူရဲ့လွှမ်းမိုးနိုင်မှုကအမခံပါပဲလို့ပြောခဲ့ပါတယ်။အဲယူနိုက်တက်ကကမ္ဘာတဝမ်းမှာပရိသတ်တန်ပေါင်းများစွာရှိတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ Old Trafford ကွေးမှာပရိသတ်တွေရဲ့အားပေးတန်ကကစားသမားတွေကိုစိတ်တက်တက်ကြွစေတဲ့ဆိုရတဲ့ခုဖြစ်စေပါရီ ဇလာတာဒီလိုမျိုးပြည်သက်တည်းအားပေးမှုကိုတံမိုးထားခဲ့ပြီး United ရဲ့ကမ္ဘာလုံးဆိုင်ရာလွှမ်းမိုးမှုကိုသူလေးစားရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုဖြစ်ဖော်ပြခဲ့ပါသည်ဇလာတာက United ကိုရွေးချယ်ရခြင်းရဲ့အကြောင်းရင်းကို United နဲ့အတူတူတောက်ပခြင်းလို့နေဒီသေးရကျွန်တော်တို့ကွတ်တီဖြစ်မယ်ထင်ခဲ့လို့ဆိုပြီးတော့ပြောခဲ့ပါသည်ဒါဟာသူ့ရဲ့မာနာကြီးပြီးတော့အောင်မြင်မှုကိုလိုက်စားတတ်တဲ့ဇယိုက်နဲ့ယူနိုက်တက်ရဲ့ဂုံသိခါရှိတဲ့သမိုင်းကြောင်းတို့ပေါင်းဆက်မှုကိုထင်းဟပြတာနေပါ ರೀ ။ဇလာတန်ယူနိုက်တက်လိုမျိုးကမ္ဘာထိပ်တန်းအသေးမှကစားရတာကို သူကစားသမားဘွားရဲ့အထွတ်ထိပ်တစ်ခုဖြစ်မြင်ခဲ့ပြီးတော့ဒီအသေးမှသူ့ရဲ့အရေးချင်းတွေကိုထုတ်ဖော်ပြသနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်။ဇလာတာအင်တာဗျူးတွေမှာသူ့စိတ်ထဲမကြည်ရင်မကြည်သလိုပဲပြတ်သားစွာဝေဖန်တတ်သူဖြစ်ပါတယ်။ဥပမာသူကဘက်ဂွာရီယူလာနဲ့ဘာစီလိုနာမှာအလုပ်လုပ်ခဲ့စဉ်ကနီးပြားရဲ့စီမံခန့်ခွဲမှုပုံစံကိုပြတ်သားစွာဝေဖန်ခဲ့ပူပါတယ်။ဒါပေမဲ့ United အပေါ်မှာတော့သူ့ရဲ့စကားတွေဟာလေးစားမှုနဲ့အကောင်းမြင်စေအပြည့်နဲ့ပြောဆိုခဲ့တာကတော့ထူးခြားပါတယ် ဒါ United ရဲ့အမွေနှစ်နဲ့သူ့ရဲ့ကိုပိုင်အတွေ့အကြုံတွေကိုတန်မိုးထားတဲ့ဇလာတန်ရဲ့ဇယက်ကိုပြသနေတာပဲလို့ဆိုလိုက်ပါစီအစုံးကြီးကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်